တနေ့မှာကျွန်တော်မိသားစုနဲ့တနေ့ငွေနေ့ဆိုရင် ကျွန်တော်တို့ထမင်းစားရတာပျော်ပါတယ်ကျွန်တော်ကလည်းဝန်တန်းကျွန်တော်ဇနီးကလည်းចောင်းဆရာမကျွန်တော်တို့အတူတူထမင်းစားရတဲ့အချိန်နေပါတယ်တနေ့ငွေနေ့ကြလို့ရှင်ဖြင့်သူလည်းចောင်းပိတ်ကျွန်တော်လည်းယုံပိတ်ကျွန်တော်သားလေးနဲ့သမီးလေးလည်းចောင်းပိတ်မိသားစု၄ယောက်ထမင်းလက်ဆောင်စားရတယ် ဲ့လိုနေလေးတွေကမမေ့နိုင်တဲ့နေတွေပါပဲစကားသမီးတွေပြောပေါ့ပြောကြကျွန်တော်သားကကျွန်တော်ပြောနေတာကိုလူပြောတယ်လူပြောရင်းနဲ့ဒီကောင်မျက်လုံးပြူးသွားတယ်မျက်လုံးပြူးပြီးတော့ငြိမ်ပြီးတော့မချိမဆန့်ဝေဒနာခံစားနေရတယ်ကျွန်တော်သိတာပေါ့လေနဲ့နှချင်းဆိုင်မယ်နှကန်းနေပြာလာပြီကျွန်တော်မိမလည်းသိသွားတယ် ဟဲ့လှုပ်ပါဦးသားဘာဖြစ်လို့မမ်းမသိသားသားနဲ့လှမ်းခေါ်တယ်မလှုပ်မလှုပ်နိုင် မျက်လုံးပြူးနေတယ်ကျွန်တော်ချက်ချင်းထိုင်းနေရတယ်ဒီကောက်နောက်ကိုပြေးထသွားလိုက်ပါတယ်ပြေးထသွားလိုက်ပြီးတော့ဒီကောက်ရဲ့အရှိုက်နေရာကိုမိအောင်နောက်ကနေလက်နဲ့ဖက်နဲ့တိုင်းဖက်လိုက်ပါတယ်ဖက်လိုက်ပြီးတာနဲ့ရုပ်တရက်အင်္ဂဏနဲ့အောင်ဆွဲညှစ်ပလိုက်ပါတယ်ဒီကောက် အသက်ရှူတဲ့လမ်းကြောင်းတွေကိုဝင်သွားတဲ့ထမင်းလုံးကြီးဖရူးစ်နဲ့ထွက်သွားရင်အဲ့တော့မှဟာဖျားတာတော့သေပြီးအောင်မေးတာအသက်ရှူလို့မရတော့ဘူးကျွန်တော်ဖတ်တဲ့စာတပုတ်ထဲမှာအဲ့ဒါကလေးကိုအမှတ်မထင် တွေ့ထားခဲ့လို့ကျွန်တော်တို့မိသားစုဘဝကြေကွဲเสียဖြစ်သွားနိုင်ပါလေကြည့်ပါတဲ့စာလေးတွေအတူထွာလေးတွေဖတ်မိတာတောင်မှ တစ်ချိန်ချိန်တနေရာရာမှာကုံကျိုးရှိပါလေစာရီများများဖတ်မိလေလေကုံကျိုးဤအများကြီးရလေလေပါပဲ